အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စိုင်းဆီယာမှာနုနေရေးသားထားတဲ့လိုင်းနဲ့လေနဲ့မုန်တိုင်းနည်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့အားပေးနားဆင်ကြည့်ကြပါဦးခင်ဗျာအင်းချင်းကိုမမခင်ကနှိပ်စက်တဲ့အကြောင်းဖဖမေတီးသွားတဲ့အခါမျက်ရည်များကြကအင်းချင်းအတွက်စိတ်မကောင်းဖြစ်နေရှာတယ်ဒီကလေးလေးကိုပဲအနိုင်ကျင့်လိုက်ကြတာအေးအင်းချင်း နောက်ဆိုခံခန့်အောင်ရှောင်းနေနော်အဖွားကသူ့အမေတီအောင်ပြောပြတာကိုမကြီးကလည်းဘလို့ဆုံးမလဲမသိဘူးခလေးချင်းရန်တိုက်ပေးလိုက်တယ်လို့ပါပဲအင်းချင်းကောင်းအောင်ငိမ့်ပြလိုက်တော့လေမမခံကိုရှောင်းလို့မရနိုင်မှန်းတော့သူတိနေပြီးသားပါမတွေ့ရင်တွေ့အောင်ရှာပြီးခိုင်းမယ်မကြည်နဲ့သမျှစိတ်ဆင်မပြေသမျှအင်းချင်းအပေါ်ပုံရှမယ်ဒါရီကအင်းချင်းလူမှန်းတိကလေးကကြုံတွေ့ခဲ့ရတဲ့အရာများဖြစ်ပေတယ်မမခံကိုမမုန်းမိမဲ့လေအင်းချင်းကြောက်တယ် ခိုင်းသမျှကိုမငင်းမညူလှုပ်ပေးနိုင်တော့လေအလိုမကျပဲပြစ်တင်ကျိန်မောင်းကနှိမ့်ဆက်တဲ့တံကိုတော့အေးငိမ့်မခံနိုင်ပါအေးငိမ့်ငယ်စဉ်ကလေးကစိတ်ကလေးနူးညံ့ပြော့ပြောင်းတယ်လို့ခန္ဓာကိုယ်ကလည်းအထီးခိုက်မခံပါဘူးဒီရွယ်ထိကျန်းကျန်းမာမာအသက်ရှင်နေနိုင်ခြင်းကလည်းဖဖမီအပြုစုကောင်းခဲ့၍သာဖြစ်ပါတယ်ကဲလာလာတည့်တီးစားညနေကျရင်ကျူရှင်သွားရမှာမဟုတ်လားမွှေးအီနေတဲ့ရင်ခွဲတည့်တီးမဲ့ရနက်တွေကအေးငင်းကိုစားကျင်လာအောင်ဆွဲဆောင်နေတယ် တည့်ရသည်ပေါ်ချိန်ရောက်ရင်တော့အင်းငိမ့်တို့သုံးယောက်စလုံးကသမင်းကိုပင်တည့်ရသည်နဲ့စားရသည်ထိကြိုက်ကြလေဝင်ငွေများများဆဆမရှိလာတော့လေအင်းငိမ့်ပညာရေးအတွက်တော့ဖဖမေကလက်မနှေးပါဘူးသူငယ်တန်းကလေးကပင်ရွာမှာရှိတဲ့အတင်ပြကောင်းတဲ့ဆီယမလက်ထဲရောက်အပ်လေဖဖမေမျှော်လင့်ထားသလိုအင်းငိမ့်ကလည်းစားတော့တယ်အတန်းထဲမှာအမဲလိုလိုပထမဒုတိယတတိယနေရာများကိုပိုင်ဆိုင်ထားကဆရာဆရာမတို့ရဲ့ဂယုဆိုင်ရှင်ချစ်ခင်ချင်းကိုလည်းရရှိလေတယ် တမီးကမမဝင်တမီးလေးလားအမေတို့တမီးလေးပဲစတော့တာပါတူတယ်တော့ပညာတတ်ကြီးဖြစ်အောင်ကြိုးစားတော့တမီးဆရာမတို့ကထိုးထုတ်ပြောရင် ကောင်းကောင်းမမမိတယ်အမေရဲ့ဟန်မှန်ပုံတံကိုမျက်တိထဲမှာပုံပေါ်ရင်လွမ်းစွတ်တန်းနာမိတယ်အမေဘယ်စီတွေများရောက်နေပါလဲအိမ်ကိုပြန်လာတော့အိမ်ရှိမှဆိုင်ကတစည်းရထားတာကိုအင်းငိမ့်တွေ့လိုက်တယ်ဘယ်သူရောက်နေရလဲမသိဘူးအိမ်ထဲကိုဝင်လာတော့ဖဖမင်းနဲ့အတူအသားညူညူ မျက်လုံးကောင်းကောင်းနဲ့ဦးလေးကြီးတယောက်ထိုင်နေလေစိတ်ထဲမှာတော့ယဉ်နီးတယ်လို့လို့ခံစားမိလိုက်တယ်ဦးလေးကြီးကလည်းအင်းချင်းကိုပြုံးပြနေတယ်တမီးဖေရောက်နေရလေဖဖမီကပြောတော့အင်းချင်းရင်နဲ့ဒိန်ငနေဖြစ်သွားတယ်အဖေဒါငါအဖေပေါ့အားကိုးခြင်းစိတ်များဖြင့်တန်းတန်းနနပြောမိရင်တစ်ဆက်ထဲမှာပဲနာကျင်စိတ်များကလည်းကပ်ပါလာလေအဖေနောက်အိမ်တော်ပြုတ်သွားတာကလေးပြင်းမွေးနေပြီဆိုတဲ့ကြောင့်အင်းချင်းတိထားပါတယ်အမေကိုမရှိလို့နောက်အိမ်တော်ပြုတ်တာပေါ့ ကလေးတွေးနေတွေးကအဖေကိုမုန်းတယ်။အိမ်ငိမ့်ဘာမှမပြောပဲအိမ်ထဲဝင်မယ်လို့တော့ဟဲ့အဖေကိုနှုတ်ဆက်အောင်လေဒီကလေးလေးကတော့နေပါစေမတွေ့တာကြတော့သူလည်းစိမ့်နေမှာပေါ့။တမီးဒီနေ့ဗနတန်းလေလေးတန်းခတ်တူတူပြောပြီးအိမ်ထဲကိုဝင်ခဲ့တယ်။အိမ်ထဲကိုရောက်တော့ဘာရဲ့အကြောင်းမှမသိဘူး။မျက်ရည်တို့ကကြဆင်းလာတယ်။အတန်ထွက်မှာစိုးတာကြောင့်အန်ကျိတ်ကတအီငိုတယ်။ဝမ်းနေနာကျင်စရာတွေက အင်းငင်းစီကိုမခေါ်ပါပဲမလူချင်းပါပဲခဏခဏရောက်လာတတ်တယ်ဘဝလေးကိုအင်းငင်းစေချင်တာကြောင့်အင်းငင်းဆိုတဲ့နာမည်ပေးခဲ့ခြင်းကပင်ဖြောင်းပြန်ဖြစ်နေလေသလားတွေးလိုက်မိတယ်ဘဝအေးချင်းမအေးချင်းကိုတော့မသိဘူးစိတ်ပိုင်းဆိုင်ရာတွေကြိုးပြက်ပြီးဝမ်းနည်းပူလောင်ခဲ့ရခြင်းတွေကတော့လူမှန်းသိစဉ်ကလေးကပင်ရင်ဘတ်ထဲမှာအပြည့်အဝနေရာယူလျက်ရှိနေတယ်ခဏနေတော့ဖဖမေတင်းခေါ်တာကြောင့်အိမ်ရှိကိုထွက်လာခဲ့တယ်အဖေကတော့လိမ်လိမ်မာမာနေပြီးစာကြိုးစားဝတ်နေတယ် ဟိုမှာညီမလေးတယောက်ရှိတယ်။နောက်ကျရင်အလေခေါ်လာမယ်လို့ပြောသွားသေးတယ်။အဖေပြန်တဲ့အထိအင်းငိမ့်နှုတ်မဆက်ဖြစ်တယ်လို့ဘာစကားမှလည်းပြန်မပြောဖြစ်ပါဘူး။စကားလုံးတွေထွက်ကြမလာနိုင်အောင်လဲလေဘင်းဟိုမှာပင်တစ်ဆုတ်နေလေတယ်။ဘလာစာအောင်နရာစင်ကျောင်းစိမ့်ဝတ်စုံတစ်ထည်မုံရှုနဲ့စကားကလေးနှစ်ထည်ကိုအင်းငိမ့်တို့ဖေဖေကဝယ်လာခဲ့ပါတယ်။ဖမမီကဖေဖေဝယ်လာတဲ့ပစ္စည်းတွေကိုထုတ်ကြည့်ရင်အင်းငိမ့်ကိုပြောတယ်။သမီးကအဖေကိုနှုတ်ဆက်ရတယ်လေ။ဘာလို့မျက်နှာကြီးစူပုတ်နေရလဲ။ သူကနောက်မိမ့်မယူပြီးတော့ခလေးမွေးထားတာကိုအင်းငင်းကစူပုတ်ပြီးပြောတဲ့အခါသူ့မှာလဲကြောင်းနေရှိလို့နေမှာပေါ့တမီးရဲ့တမီးမိမိဆုံးတော့ကတမီးကိုဖွားဖွားမေတို့ကအတင်းမခေါ်တာဘူးဆိုရင် သူလဲယူချင်မှယူမှာပါအခုလဲသူတက်နိုင်သလားတမီးကိုကြိရှာပါတယ်အတန်းကြီးလိုက်ရင်လဲသူတက်နိုင်သလားထောက်ပံ့ပါမယ်တဲ့ဘာကြီးပဲဖြစ်နေဖြစ်နေအဖေကအဖေပဲလေတမီးရဲ့ မပြစ်မှားရဘူးနော်နောက်တစ်ခါအဲ့လိုကြီးမနေရဘူးသိလားတမီးအတွက်မဟုတ်ဘူးလေပေးသွားသေးတယ်မနေ့ပြန်တမီးကြိုက်တာဘဝမီချက်ပြီးမယ်ဘဝမီကအင်းငင်းကြိုက်တွေကိုအတိဆုံးဖြစ်တယ်တဦးသေးသောလူသားတစ်ယောက်ပါငယ်စဉ်ကတည်းကဝမ်းနည်းနာကျင်ရရှာသူလေးမို့အင်းငင်းကိုဆိုရင်နှွေးထွေးတဲ့စကားတွေကိုသာရွေးချယ်ပြောလို့ရှိပြီးဘလို့နှစ်သိမ့်ရမယ်ဆိုတာကိုလေကောင်းစွာသိတဲ့သူကဘဝမီပဲဖြစ်ပါတယ်ဖွား ဒါဆိုတီးဆုံကလပ်ပင်ရှက်ပင်းတော့ဓာတ်နှလုံးတီးလေးနဲ့လေရုတ်တရက်မျက်နှာပြောင်ကလေဘင်းကိုဖတ်ပြီးဇွတ်ပူစာနေတဲ့အေးငင်းကိုဖွားဖွားမိကပြုံးပြုံးကြီးကြည်ကအေးအေးကဲဖဲပါလေဘင်းတွေအိတ်နေပြီထို့သူပြောလေအေးငင်းကမလွတ်ပဲသုံးလေးကမကပြောလီမှာရဲကျဲကျဲနဲ့ဖဲပေးတော့တယ်ထို့နောက်သရှင်တအေးအေးဆိုကရေဘုံးတွေကိုယူပြီးအပင်ကြီးလောင်းရင်နောက်ဖေးစီသူထွက်လာခဲ့တော့တယ်ဒီလိုနဲ့ လေးရက်နေရသည်ကြောင်းပိတ်တဲ့အခါဖျားကန်းပြီးမှရှိတဲ့ဖဖမေရဲ့စာအုပ်ပုံကြီးကအေးငိမ့်တွေငိမ့်စည်းဖြစ်တယ်လို့သူကပုံကြီးလည်းဖြစ်နေပါတယ်ဖဖမေတို့မှအေးငိမ့်ငယ်စဉ်ကစာအုပ်ငါးဆိုင်ဖွင့်ခဲ့ဘူးတာမို့စာအုပ်အဟောင်းတွေကအများကြီးကျန်နေလေတယ်အများစုကတော့မဂ္ဂဇင်းစာအုပ်များဖြစ်ပါတယ်ချောင်းပြန်နက္ခတ္တရောင်ကြီးသူရဇစတဲ့လက်စင်မဂ္ဂဇင်းတွေကိုအလွတ်ရတဲ့အထိအေးငိမ့်ကတစိမ့်စိမ့်ဖတ်ပါတယ် အင်းငိမ့်အင်းငိမ့်ရှိလားဖွားမီကီသွေခံကအော်ဟင်းမင်းနေတာမို့ဖွားဖွားမီကငုံထားတဲ့ကိုင်းတွေကိုဖီကနဲ့ထွေးထုတ်လိုက်ပြီးအိမ်ထဲမှာရှိတယ်စာအုပ်ဖတ်နေတယ်ထင်တယ်ဟွန်းအရှင်မင်းအဖတ်မရစာအုပ်ဖတ်နေတယ်အိမ်ကြတော့မလာဘူးဟဲ့အင်းငိမ့်အိမ်လာခဲ့တော့ငါခိုင်းနေရရှိလို့ဘူးရှိုက်ခြင်းတော့အိမ်ရှိမှအတန်ဆော်တာနဲ့အော်ဟစ်ပြောဆိုသွားတာမို့အင်းငိမ့်စိတ်ညစ်သွားတယ်ဘာခိုင်းအောင်မှလည်းမသိဘူး ကြာကြာဆက်ထိုင်မနေရတာကြောင့်စာအုပ်တွေကိုပြန်စီကထွက်လာခဲ့တယ်။ဖဖမီကတော့တခုခုစဉ်းစားနေရတဲ့အင်းငိမ့်နောက်ကျော်ကိုငေးကြည့်နေပါတယ်။မမေအင်းငိမ့်လာပြီ။ဘာခိုင်းမလို့လဲ။မမခင်ကကြက်သွေးအောင်လက်သေးနေကိုညာဘက်လက်မှာဆိုရင်လှမ်းအောင်လိုက်တယ်။အင်းငိမ့်တို့ကလည်းကြောင်းပိရင်အင်ကိုလာမနေဘူး။ဒီမှာလှုပ်တွေရှုပ်တာသိရနဲ့။ကြီးကြီးဝင်းကပါမျက်နှာညွညွနဲ့ပြောတော့အင်းငိမ့်ရင်နဲ့အောင့်သွားတယ် ။ကျောင်းဖွင့်ရဖြစ်စီကျောင်းဘက်ရဖြစ်စီအင်းငိမ့်တို့အိမ်မှာလည်းမအားတာသူတို့အသိပါ။အမိတ်တူမကစာအုပ်ဖတ်နေရလေလေ။လူလေးကြီးတော့လက်တော့လောက်နဲ့အလုံးမရှိအကံမရှိစာအုပ်တွေဖတ်ပြီးသောသောစီးလင်ရအောင်မယ်။မမခင်ကမျက်နှာကိုမဲရွယ်ပြီးပြောတယ်။သူ့အမေလည်းစာရီဖတ်ပြီးလင်စောစောစီးရတာပဲလေ။စာဖတ်တယ်ဆိုတာအလကားအုံနောက်ထိုင်းမိုင်းတာပဲရှိတယ်အချိန်ဖြုံးပြီးစိတ်ကူးရင်တဲ့လူတွေလောက်တာ လက်တွေ့ဘဝမှာအလွတ်လွတ်နေမှာတိုးတက်တာဟဲ့ကြီးကြီးဝင်းကပြောပြောဆိုဆိုအိတ်တစ်ခုကိုယူပြီးယော့မအုံးမြင့်လို့ဆိုင်ကိုသွားမနေ့ကမှာထားတဲ့ပစ္စည်းတွေလာယူခိုင်းတာပါလို့ပြောသူစင်းစာရွက်နဲ့ပေးလိုက်မယ်ကြားလားစပိန်ယူသွားအရှိန်ကြနေမယ်စကားဆုံးတော့အင်းငင်းဘာမှပြန်ပြောမနေပဲစပိန်ယူကထွက်လာခဲ့တယ်စာအုပ်ဖတ်တာစိတ်ကူးရင်နေတာမှမဟုတ်ပဲစိတ်ကူးရင်စရာတွေ့ရင်တော့စူးစမ်းဖို့အတွက်ခွန်အားရတယ် အမေကစာအုပ်ဖတ်လို့ယောက်ျားစောစောရတာတည်းလားငါကဘာဆိုင်လို့ယောက်ျားစောစောရရမှာလဲငါကအဲ့လိုဝိထုတွေမှမကြိုက်တာကြိုက်ရင်ရောယောက်ျားယူထားနေဘာဆိုင်လဲတယောက်တည်းတွင်စပိန်နင်းလာလိုက်တာဒေါ်အောင်မြင့်ဆန်ကိုကြော်သွားတဲ့အထိပါပဲပစ္စည်းတွေဝင်ယူတော့ဒေါ်အောင်မြင့်ကကလေးလေးတယောက်တည်းနိုင်မှမလားပီနယ်အကြီးကိုစပိန်ကယ်ရီယာခုံပေါ်မှာအနိုင်မင်းမတင်နေတဲ့အင်းကြီးကိုဂယုနာမျက်ဝန်းတွေနဲ့ကြည့်ကပြောလေရပါတယ်အန်ဒီ မိနိုင်ပါတယ်ပြောနေရင်မှလက်ထဲကအာလူကျော်တွဲကြီးပြုတ်ကြပါလေရောဟဲ့ဟဲ့မဖြစ်ပါဘူးဟဲ့ဇမဝေးလာပါဦးဒီကလေးလေးကိုတော့အေးဝင်းတို့အိမ်လိုက်ပို့ပေးလိုက်စမ်းပါအေးကလေးကမနိုင်မနင်းနဲ့အိမ်ထဲမှာ15နှစ်အရွယ်ခန့်အမတယောက်ထွက်လာပြီးအေးငင်းကိုပြုံးပြကပီနံအိတ်ကိုပွေပြီးဆိုင်ကယ်ပေါ်တင်ကကျွမ်းကျင်စွာ မောင်းနှင်သွားလေတယ်အေးငင်းကတော့ကြံတဲ့ထုတ်တွေကိုစပိန်ပေါ်မှာအသေးချတုံအောင်ပြီးပြန်လာခဲ့လေတယ် အိမ်ဘဝကိုရောက်တဲ့အခါမှာတော့အမလီလာစမ်းပါဦးငါတို့ကများညီကိုမနိုင်မနင်းခိုင်းနေလို့လားအိမ်ဘဝကရက်ပြီးမကြေမရှမ်းပြောလိုက်တဲ့ကြီးကြီးဝင်းရဲ့စကားကြောင့်အင်းကြီးတယောက်မောပန်းလာရမှာထက်ကအမောပင်ဆို့ရလေတယ်အန်ဒီအုံးမင်းကသူ့ဘာသာလိုက်ဖို့ခိုင်းတာပါသမီးဘာမှမပြောပါဘူးဘာမှမပြောလဲညီကမနိုင်မနင်းဖြစ်နေတယ်ဆိုအရင်လဲလုံနေကြပဲကိုငါတို့ကိုသူများကဲ့ရအောင်တော့လာမလုံနဲ့နော်မိအင်းကြီး အဲ့ကောင်မလေးကခိုင်းလိုက်အမြဲတမ်းအဲ့လိုကြီးပဲဘာမှအတုံးကြတာမရှိဘူးမစီမဆိုင်ဦးမိုးနိုင်ကပါဝင်ပြောတာကြောင့်အန်ကိုကြိတ်လိုက်မိတယ်ကြည့်ပါလားမန်နေဂျာကတော်တော်ဘာလို့ရင်မလာခဲ့နဲ့အင်းငင်းရင်နဲ့အောင်ငနေဖြစ်သွားတယ်ဘဲနဲ့ငါ့ကိုခိုင်းရင်လို့ခေါ်တာသူတို့မဟုတ်ဘူးလားအခုကြမှာနှင်ထုတ်နေတယ်ဆက်ရှိလက်ရှိပြန်ပြောလိုက်ရရင်အင်းငင်းအလွန်ဖြစ်အောင်တော့မယ်ဘက်ကတလဲလဲပြောနေကြစကားဖြစ်တယ်အမေတို့သမီး ဆွာတာကလွဲပြီးဘာမှကောင်းမှမဟုတ်ဘူးဆိုတဲ့မရှိတော့တဲ့အမေကိုဆွဲထည့်ပြီးစိတ်တန်ရပေးကြလေဦးမယ်။ရှိပါစေတော့။အေးငိမ့်ဘာမှဆက်မပြောတော့ပဲ။စပိန်ကိုရက်ပြီးအိမ်ပေါက်ဝါမှာရှာကနေလက်ထွက်လာခဲ့တယ်။အေးငိမ့်ဟာကောင်မအေးငိမ့်မမခံရခေါ်တန်းကြောင့်အေးငိမ့်ကလှည့်ကြည့်တော့လောင်းဒီကိုဒီဟာလေးစိုးပေးစမ်းပါ။ပြီးရင်ညီရီချင်ယူသွား။မမခင်ကရှတော့ကိုထိုးပြကပြောတော့ခဏမြအံ့ဩမိသွားတယ်။ ကြီးကြီးဝင်းတို့ကိုလှည့်ကြည့်တော့မကြားချင်အောင်ဆောင်ကအထုပ်တွေဖြည့်နေကြတယ်။စောစောကအင်းချင်းကိုစူပူနှင်ထုတ်နေကြတာ။သူတို့မဟုတ်တဲ့အတိုင်းပါပဲ။သက်ပြင်းမှုတစ်ချက်ကိုမော့ထုတ်လိုက်ပြီးစောက်တံကလေးကိုကင်ကခြေချောင်းကလေးတွေပေါ်ဆေးနီနီကိုစိုးပီးလိုက်ပါတယ်။ညင်းလို့လည်းရမှာမဟုတ်တာ။အမလေးအေးခလေးလေးတံမဲ့သက်ပြင်းတွေလာချနေတယ်။စေနာမပိုင်လုံမနေနဲ့ကောင်ပါ။အင်းချင်းဘာမှပြန်မပြော။အကုန်လုံးပြီးအောင်သာတိတိကျကျအမြန်စိုးပီးတယ်။ အင်းငိမ့်အိမ်ကိုပြောင်းကျင်လှပြီထို့အချိန်အင်းငိမ့်ပြောင်းသွားပြီလားဖမမီရဲ့အတန်းကြောင့်အင်းငိမ့်လှည့်ကြည့်လိုက်တော့စေးနီနီတွေကမမခိုင်ခြေထောက်ပေါ်ကိုမတော်တဆဖိတ်ဆင်သွားတယ်ဟဲ့ကောင်မတေချာကြည့်လေမျက်လုံးမပါဘူးလားကီသွေခံကပြောပြောဆိုဆိုထိုင်ကောင်အောင်မှာကျွံ့ကျွံ့လေးထိုင်ကဆေးဆိုးပေးနေတယ်အင်းငိမ့်ရင်ဘက်ကိုခြေထောက်ဖြင့်ကန်လိုက်ပါတယ်နောက်ကိုပက်လက်လန်သွားတော့အင်းငိမ့်ကိုကြည့်ကဖမမီကဟဲ့ခန်းခန်းရဲ့ အဲ့လိုလိုရလောက်အင်းကြီးကဘာရင်မြတ်လှုပ်လိုက်ပြီလို့လေညီတို့လည်းအေးဒီကလေးလေးကိုပဲနှိမ့်ဆက်နေလိုက်ကြတာမမမေကညင်းညင်းညူညူပြောပြီးအင်းကြီးလက်ကိုဆွဲကထားထွက်မယ်အလုံးမှာတချိန်လုံးဘာမှမကြားသလိုနေခဲ့တဲ့ជីကြီးဝင်းကအမေတို့လည်းနော်မိချင်းတူတူဒီဟာမလေးကိုတော်တော်မြောက်စားတာကေတွေခန်းကလည်းအမေမြေးပါပဲဘာမလိုက်ပါနဲ့ဟဲ့ငါကဘတ်လိုက်ရအောင် ဖြစ်သမျှခါတိုင်းကေတွေခန်းကအင်းကြီးကိုထုနှက်နေတာကြည့်ပဲလေ မိဘတွေမရှိတဲ့ကလေးပါအေးညီတို့ကိုချင်းစာစိတ်ထားကြစမ်းပါမိဘမရှိအောင်သူ့အဖေငုတ်တော့ကြည့်လေအမေပဲတက်တက်အပူရှာပြီးခေါ်မွေးထားတာမကြင်နိုင်လေအမေမျိုးကိုကျမတို့အိမ်မလာစေနဲ့သူ့ဘာသူနေတာကိုခေါ်ခိုင်းတာကလည်းညီတို့ပဲမဟုတ်ဘူးလားထိုးစကားကြောင့်ကြီးကြီးဝဲမှာအနာဘောဒုတ်ကြတယ်လို့ဆွေးဆွေးကုန်ကအော်ကဟိတ်ကဖြင့်အကြီးကျယ်ရန်ပြစ်ကြလေရောတယ်အင်းကြီးမှာတော့ဟောပါကြီးတော်ပါတော့ င်းဘာဘွားကြီးမပြောပါနဲ့တော့ငိုယူကအိမ်ပြန်ရင်လက်ကိုအတင်ဆွဲခေါ်နေမိတော့တယ်ဘာမမိမဘလောက်ပင်ဒေါသထွက်နေလဲမသိပါဘူးအသားတွေပါတုံရင်နေတယ်နောက်တနေ့မနေ့ရောက်တော့အင်းကြီးရဲ့ဖေကလေယာဉ်ဒီကျောင်းမင်းရဲ့အလဲလာနေဖို့လာခေါ်တာကြောင့်အဖေနေတိုင်းနဲ့ညွာကျော်ကိုလိုက်ပါခဲ့ရလေတယ်အမှန်တော့ကျောင်းမင်းရဲ့တွေမှာကီသွေးခိုင်တို့ကကျောင်းမရှိကျောင်းချပြီးခေါ်ခိုင်းခဲ့တာကြောင့်မနေ့ကလူမျိုးထပ်မံနှိမ့်ဆက်မှာစိုးရိမ်နေတဲ့အတွက် အဖေတို့ရင်ခဏလေခေါ်ဖို့ဖွားမိကမှားထားခဲ့ခြင်းဖြစ်လေတပတ်နမခန့်သာနေရမှာဖြစ်ပေမဲ့လေအင်းချင်းကလွဲထဲမှာစာအုပ်တွေအပြည့်ထက်ကယူခဲ့လေအားတဲ့အချိန်မှာအင်းချင်းကစာအုပ်တွေသာဖတ်နေခြင်းပါလေအဖေတို့ရင်ကပေ20ပေ40ခန့်မြေခြေကြီးပေါ်မှာစောက်ထားတဲ့ခြေတန်းခြေပြင်းအောင် သမိုးအင်္ဂလီဖြစ်ပါလေအရင်ကတော့မေမေနဲ့တူနေရလို့ဆိုပါတယ်မေမေဆုံးမမကြသေးပဲဘာဖြစ်လို့နောက်မိတ်မယူတာလဲဆိုတော့ မေးဖို့မေးခြင်းပြင်မဲ့လဲမမေးဖြစ်ပဲမျိုးချထားလိုက်ပါတယ်။ကြောင်းလဲလို့ရတဲ့အရာတွေမှမဟုတ်တော့တာပဲ။အဖေမိမကစကားနည်းပြင်မဲ့ဟင်းချက်ကောင်းတယ်။အင်းချင်းကတမင်းကောင်းကောင်းချက်တဲ့နေပြီမို့။ကူပြီးလောက်ကင်ပေးရင်လဲရတယ်ရတယ်ထိုင်နေလို့သာပြောပြီးနှင်လွတ်လေတယ်။အဖေမှနေတဲ့ရက်တွေမှာတော့စာအုပ်များကိုအေးစစီဖတ်ရလေ။တနေ့အင်းချင်းနဲ့ဖေတူအမေခွဲညီမဖြစ်တဲ့သုံးနှစ်ရွယ်ကလေးလေးကအင်းချင်းရဲ့ဆွဲလက်စရုပ်စာရွက်ကလေးကိုလာပြီးလူလေတယ်။ ထိုးအခါအင်းကြီးကဒါလေးကိုမလုပ်ပါနဲ့နော်မမဒီအစ်တစ်ကလေးပေးမယ်လေရှော့မွေညိတော့လေခလေးကမရစာရွက်ကိုအတင်းဆွဲပြီးတဝါးဝါးငိုလေရအဖေမိမကပြေးလာပြီခလေးကတောင်းနေရအောင်ဘာလို့မပေးရလဲဒီဟာလေးယူပါလို့ပြောနေရရမမရတာ ပြောရင်းနဲ့အင်းကြီးကစောင့်ဆွဲလိုက်တဲ့ခါစာရွက်ကလေးကထပ်ပိုင်းပြေးသွားလေပြေးသွားတာကစာရွက်ကလေးဖြစ်တော့လေအင်းကြီးရင်ထဲမှာပါစုံမှာသွားတယ်လို့ခံစားလိုက်ရတယ်ဒီပုံကလေးက အင်းငိမ့်တို့မိသားစုလေးကိုစိတ်ကူးယဉ်ပြီးအချိန်ပေးကတေချာဆွဲထားတဲ့ပုံကလေးဖြစ်တာကြောင့်ပါ။စာရွက်ကလေးပြေးသွားတာကြောင့်ခလီးငင်ကပို့ပြီးအော်ငိုလေတဲ့အခါဖြန်းငနဲ့တန်တဲ့အတူပါးနဲ့အနားတဝိုက်စီမှာပူရှိန်းနာကျင်တဲ့ခန်းစားချက်ကိုတပြိုင်နက်တည်းရလိုက်လျာရောင်ရမ်းပြီးပါးကိုကင်ထားလိုက်မိပါတယ်။ဟမ်။နားစီကပူနွေးနွေးခန်းစားချက်ကိုရတာကြောင့်စမ်းကြည့်မိတော့ဖဖမိတ်စင်ထားတဲ့နှကွင်းကလေးကျိုးသွားလေတယ်။ အသားကိုစိုက်ပြီးပဲ့သွားတာမို့သွေးတွေကတစိမ့်စိမ့်ထွက်လာပါတယ်။ညီကအိမ်လာပြီးလူဘွားဝနေတယ်။ဘာဆိုင်ဖြစ်ဖြစ်ကလေးကိုဦးစားပေးရမှာပေါ့။အင်းကြီးအန်ကိုကြိတ်ကမျက်ဆောင်ထိုးကြည့်တော့နေကများရရဆဆထိုးမိမကအင်းကြီးမျက်နှာတွေကိုအဆက်မပြတ်ရိုက်တယ်။အင်းကြီးကလည်းအားရှိသလောက်ပြန်လှုပ်တယ်။ကလေးငယ်ကတဝါဝအောငုံနေတယ်။အိမ်ထဲမှာတော့စူညံပွက်လို့ရိုက်နေလေရဲ့။ဟုတ်ကဲ့ပါခင်ဗျာ။ဆိုင်ဆီယံမှာနုနေရေးသားထားတယ်။ လိုင်းနေလေနဲ့မုံတိုင်းနေဆိုတဲ့ဇလန်လေးရဲ့အပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ရဇလန်ကောင်းများစွာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe နှိပ်ပေးသွားကြပါဦးလို့အားလုံးတောင်းဆိုလိုက်ရပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်